အရင်အနီးမိုင်းလီရေးသားသည်မောကောင်လူလူပူပြန်အိုက်ဆက်နေတဲ့ရာသီဥတုကိုအန်တူပြီးခလေးငယ်တွေဟာကျွတ်ကျွညံအိုင်ဟိပြေးလာစောကစားနေပါတယ်အူဇိုယောင်တထတရဲ့အရှိမရန်သားချတဲ့အပြာရောင်အီဘိုက်ကထိုင်းနိုင်ငံအစွန်ဖျားမဲဆောင်မြို့ကိုရောက်နေတဲ့မြန်မာမိသားစုရဲ့တရုတ်တရံကို အပြေဝါဖို့ကြူထားပါသေးတယ်။အဲဒီခြံဝန်းထဲမှာစူညံအော်ဟစ်နေတဲ့ကလေးငယ်၃ဦးကို ခြောက်တခါခြောက်တလေထိန်းချောင်းနေတဲ့အသက်40ရွယ်ဒေါ်တင်စာမြဟာတချိန်ကားရမျိုးနဲ့တရားသူကြီးတဝူဖြစ်ခဲ့ပါဗျ။ဒေါ်တင်စာမြနေထိုင်ရမဲဆောင်မျိုးဟာစစ်အာဏာရှင်ကိုတွန်းလှန်ရင်ဆိုင်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေနိုင်ငံရေးသမားတွေစစ်မှုမထမ်းမနေရဥပဒေကြောင့်ထွက်ပြေးတင်းဆောင်လာခဲ့ရတဲ့လူငယ်တွေစစ်အာဏာရှင်ကိုတော်လန်တဲ့တိုက်ပွဲတွေမှာအပြင်းထန်တိုင်းရာရခဲ့တဲ့ PDF ရဲဘော်တွေရဲ့ခိုးလုံရနေရာလေးပဲဖြစ်ပါတယ်။ မဲဆောက်ကိုရောက်ခါစားကဖခင်ကိုမကြခဏမေးလေးရှိရဲ၆နှစ်ရွယ်သမီးကြီးဟာလည်းအခုတော့မေးပြောင်းတလောက်ရှိနေခဲ့ပါပြီဖီဖီကလိုက်လာလို့ရရဲ့သားနဲ့လိုက်မလာတာသမီးမလွမ်းနဲ့လို့ဖြောင်းပြတာကြောင့်ဒေါ်တင်ဆိုင်မြားကဆိုပါတယ် CDM လောက်တဲ့ကိစ္စနဲ့ပတ်သက်လို့ခင်မွန်းဖြစ်သူခိုင်ရိုင်ဥပဒေအရရှိနေ သဘောထားမတိုက်ဆိုင်ခဲ့ဘူးလို့သူကရှင်းပြပါဗျ။ယက်တီချံမတူတာကြောင့်တယောက်နဲ့တယောက်စကားများခဲ့ကြပြီးခင်မုန်းဖြစ်သူကသူမအပေါ်စိတ်ပိုင်းဆိုင်ရာထိခိုက်တာတွေမကကလေးငယ်တွေရှိမှကိုတီလက်ရောက်ကျူးလွန်ခဲ့တာတွေပါကြုံခဲ့ရပါတယ်။ညအောင်မြို့နယ်တရားသူကြီးဖြစ်တဲ့ဒေါ်တင်စာမြကိုရိုင်းကတော့2021ခုနှစ်အာဏာသိမ်းမှုကြောင့်အကြမ်းမဖက်အာဏာဆန့်ကျင်ရေးလှုပ်ရှားမှု CDN လှုပ်ရှားမှုမှာပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့နိုင်ငံကိုကမိသားစုကိုကဆုံးလပီးထိုင်းနိုင်ငံကိုပြောင်းရွှေ့အခြေချနေရပြီလဲဖြစ်ပါတယ်။စီဒီယံလုတ်တဲ့အတွက်အိမ်အောင်ရေးပြိုကွဲသွားတဲ့ဒီဘက်ကြီးပြေးလာရတယ်လို့သူမကဆိုပါတယ်။ခရိုင်ဥပဒေရရှိခင်မွန်းဖြစ်သူဟာသူမစီဒီယံမှာပါဝင်ပြီးထပ်ပြေးတဲ့အချိန်မှာသူတာဝန်ကျနေထိုင်ရပကိုးမျိုးကိုလာရောက်နေထိုင်ဖို့တခါမှမပြောခဲ့ပါဘူး။အမကဖန်းခံရလုတ်တဲ့ဆိုပြီးသူကဒေါသထွက်ပြီးကြွေးတာကလေးတွေမျက်နှာမကြည့်ဘူးပေါ့။ ထောင်ထဲသွားဖို့လုပ်တယ်ပေါ့အဲ့ဒါကိုနားတာအမကိုလို့မတင်စားများကဆိုပါတယ်။အရင်တော့ကနှွေးထွေးခဲ့တဲ့မိသားစုကိုပန်းဆိုင်ခဲ့ပြီးအာနာသိမ့်ပြီးနောက်မှာမိသားစုဘွားကိုမမောပင်မဲ့လေကိုယုံကြည်ရနောက်ကိုပဲလိုက်ဖို့ဆုံးဖြတ်ခဲ့ပြီးခင်ပွန်းဖြစ်သူကိုလက်လွတ်လိုက်ပါတယ်။ ဒါပေမဲ့လည်းတော်တင်စာများရဲ့မျက်နှာဟာအခုတည်းပြုံးပန်းဝင်နေစေဖြစ်ပါတယ်။စီးထားတဲ့သပင်ကနေသပင်အတူစားရီဟိုတစားတီတစားပကုံးထက်မှကြာနေတဲ့တော်တင်စာများဟာတရားသူကြီးဘဝတို့ကလိုပဲမြမဝတ်စုံဝါဇက်ကိုဆွဆွဲမြမြဝတ်ဆင်နေစေပါ။စီတီယာမှာပါဝင်မှုခင်မင်းဖြစ်သူကစန့်ကျင်ခဲ့ပေမယ့်ဒေါ်တင်စာများရဲ့မိခင်နေမောင်ကတော့စိတ်ပိုင်းဆိုင်ရာခွန်အားတွေပေးခဲ့ပြီးအနားမှာအမြဲတမ်းရှိနေပေးတယ်လို့ဆိုပါတယ် ဘယ်ဟာကမှားလဲမှန်လဲသိတယ်လေအဖွားကစာဖတ်တယ်ဒါကြောင့်သူစီတရမှာပါဖို့ကိုမြောက်ပေးတယ်လို့ဒေါ်တင်စာများရဲ့မိခင်ကဆိုပါတယ်ခြဝိုင်းနဲ့ဝင်ကားစားကကလေးငယ်ရင်းနာမှာပလတ်စတစ်ထိုင်ကုန်နဲ့ထိုင်နေတဲ့အသားရည်ခလလန်းပိမ့်ပိမ့်ပါပါနဲ့နေရောင်အောက်မှာငွေရောင်လက်လက်ထနေတဲ့စံသားရီနဲ့အဖွားအုံကသူ့မိခင်ဖြစ်ပြီးမဲဆောက်မြို့ကိုသူနဲ့အတူလိုက်ခဲတာဖြစ်ပါတယ် နိုင်ငံမှာကျင့်သုံးနေတဲ့စနစ်ကြီးမကောင်းတာကိုကိုယ့်ရဲ့အသက်အရွယ်နဲ့တွဲကြုံဖြစ်တန်းခဲ့ရတာတွေကနေအမအမန်အဆိုးအကောင်ခွဲခြားသိနေလို့ပဲတမိဖြစ်သူကိုမှန်တဲ့ဘက်မှာရက်တီရာကောင်းတယ်ဆိုပြီးစိတ်ခွန်အားပေးခဲ့တယ်လို့ဆက်ပြောပါတယ်။ကိုရီမမစွန့်လိုက်ရင်ဘယ်လိုလုပ်ပြီးဒီဒေါ်လာကြီးဖြစ်မှာလဲ။အဖွားလိုလူတွေများများရှိမှာအဖွားလိုနိုင်ငံကပြောင်းလဲမှာလို့အဖွားကဆိုပါတယ်။နိုင်မဖြစ်ပါလိဒီမှာလဲတပြုံကြီးတော်ရမယ်အသက်ပေးထားတာဒီဘက်ကလူတွေကိုထားလိုက်အောင်အသက်နေဝေးတယ် တော်တဲ့ကကလေးတွေနိုင်မှဖြစ်မယ်လို့စိတ်ခွန်အားအပြင်းနဲ့သူမရဲ့မိခင်ကပြောပါသေးတယ်။ဒီမိုကရေစီနိုင်ငံတွေကိုအားကျခဲ့တာကြောင့်မြန်မာနိုင်ငံကိုဒီမိုကရေစီနိုင်ငံဖြစ်ကူပြောင်းစေခြင်းနဲ့ဆန္ဒရှိခဲ့တာဖြစ်ပြီးအခုလည်းနိုင်ငံကောင်းသွားဖို့အရေးကိုဝိုင်းဝန်းလှုပ်ဆောင်နေကြတဲ့သမင်းဖြစ်သူလိုလူမျိုးတွေကိုအနောက်ကနေပံ့ပိုးပြီးအမှန်တရားဘက်ကိုယက်တည်တာဟာကောင်းမွန်တဲ့လုပ်ရဆိုတာကိုသူမယုံကြည်ပါတယ်။ဒီလိုအားပေးမှုတွေနဲ့အတူ စီတီယံလှူရှားမှုမှာအင်တိုက်အားတိုက်ပါဝင်ရုံသာမက BBC ရုပ်သံဌာနအပါအဝင်မီဒီယာတွေကိုလည်းရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောခဲ့တာကြောင့်ဖန်စီခံရမယ့်အခြေအနေတွေဖြစ်ပြီးလူမမဲ့ကလေးငယ်၃ဦးနဲ့မိဆောင်မျိုးကိုထွက်ပြေးလာခဲ့ရပါတယ်။ခင်မုန်းတဲ့လမ်းခွဲအချိန်မှာအငယ်ဆုံးသမီးလေးကကိုဝင်ခဏလအရွယ်ပဲရှိပါသေးတယ်။ ။တမီးလေးကိုမွေးဖွားပြီးနှစ်လအကြာမှာအာနာသိစစ်တပ်ရဲ့လော်ဘီအကောင့်တစ်ခုဖြစ်တဲ့ဘာညွန်အကောင့်မှာဖမ်းဆီးဖို့ပို့တင်ခဲ့တာကြောင့်ညာရင်းကြီးထွက်ပြေးတင်ဆောင်ဖို့လုပ်ခဲ့ရပါတယ်။အဲ့ဒီတုန်းကကန်းကတရားမရှိဘူး၊လှိမ့်နေပဲကူရတယ်။ညရီပတ်မှာကလေးတွေကိုငိုတမ်းမကြားရဘူးဆိုပြီးလှုပ်ထားလို့တဲလေးတွေမှာတနေကောင်ငိုအောင်ထိုင်ရတယ်။ကိုပြီးဆိုတော့လေပြေးလိုက်ရတယ်လို့သူမကပြန်ပြောင်းပြောပြပါရဲ့။ မွေးဖွားပိစားနှလားအရွယ်ကလေးငယ်အဖြစ်လူမမဲကလေးနှုတ်အသက်80နှစ်အရွယ်မိခင်အိုလိုနဲ့အတူမောင်နဲ့မဲမဲမှာချုံတွေခလုတ်ကတဲ့မကြီးမညာတွေကိုဖျက်ပြီးမြန်မာနိုင်ငံတပတ်ကံကမဲဆောင်မျိုးကိုထွက်ပြေးခဲ့ရပါတယ်ကလေးငိုပြီဆိုရင်ရဲဖမ်းမှာသူတို့ကပြောထားတော့ကိုကလေးကိုလည်းပါဇက်ကပိတ်မရတော့ငိုအောင်ကိုပဲကြီးကလေးတစ်ဖက်နဲ့ကုတ်ဖက်တက်ရတယ်လို့ပြောပါတယ်မဲဆောက်မှာ CDM တရားအတွက်နေဖို့ထိုင်ဖို့ကတကယ်တော့အခက်ခဲပေါင်းများစွာရှိနေပါတယ် မြန်မာငွေတန်ဖိုးကျဆင်းနေလို့ပင်ပင်မမှန်ရုန်းကန်နေရတာတွေမကထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်သူတွေကိုစီမံချက်နဲ့ဖမ်းဆီးမှုတွေကြုံတွေ့ရင်ဆိုင်နေရပြန်ပါသေးတယ်။စားဝတ်နေရေးစည်းကြည့်ခလေးငယ်၃ဦးရဲ့စရိတ်ကအကုန်ကျများလုံလာကြောင်းသူမရဲ့တော်လန်ရေးအလို့ပြင်းမနက်ပိုင်းမှာကြွေးတီကိုရောင်းနေပါတယ်။ဈေးမရောင်းရင်လည်းသူမမှာပိုင်ဆိုင်ထားသမျှဟာလည်းတော်လန်ရေးခရီးအတွက်သုံးလို့ကုန်နေခဲ့ပါပြီ။ ရောင်းလိုက်လို့ကိုယ့်ရဲ့ဘဝတခြားစူထားရတွေအားလုံးကုန်ပြီလို့သူမကဆိုပါတယ်။တက်ထားတဲ့ပညာ၊လောက်ကင်မှုတဲ့အလုပ်တွေနဲ့ဈေးရောင်းခြင်းကလာလာမှမဆိုင်ပေမဲ့လည်းမှန်တဲ့ဘက်မှာရက်တည်ပြီးဘဝတကွေမှာခဏတာအတမွေးဝမ်းကြောင်းအနေနဲ့ရွေးချယ်ရတဲ့အပေါ်မှာရှက်ရွံ့စရာမရှိဘူးလို့သူမကဆိုပါတယ်။ဒီလိုလုပ်နေတာကိုရှက်စရာလို့မမြင်ဘူး။ ုံရှိတယ်လို့မြင်မှုခုံယူနေတာလို့သူမကဝင့်ဝင့်ကြွကြွပြောလိုက်ပါသေးတယ်။တကယ်တမ်းတော့ဈေးရောက်ရတဲ့အမြတ်ဟာကလင်းငယ်တွေရဲ့မုတ်ဖိုးပဲရပါတယ်။ဒါပေမဲ့လည်းဒေါ်တင်စာမြတ်ဟာပြုံးပန်းတဝေဝေနဲ့ရုန်းကန်ရင်ဆိုင်နေသေးပဲဖြစ်ပါတယ်။ အနာသိစစ်တပ်လောက်ကတရားသူကြီးပေါင်းများစွာဟာမတရားတဲ့အမိန်တွေကိုစစ်အုပ်စုအလေကြားတတိကြီးချမှတ်နေပါတယ်။သူတို့ရဲ့ယာတူတွေခံစား권တွေလုတ်ပိုင်권တွေတည်မြဲဖို့အတွက်လူပေါင်းများစွာကိုတပ်ဖြတ်ဖို့ပဲဖြစ်ဖြစ်ထောင်ထဲပို့ဖို့ပဲဖြစ်ဖြစ်ဖမ်းဆီးဖို့ပဲဖြစ်ဖြစ်မျက်တောင်မခတ်ပဲအမိန်တွေချမှတ်နေပါတယ်။တဖက်မှာတော့ဒေါ်တင်စာများလို့လို့အ ਨੇ စုသောတရားသူကြီးတွေကတော့မတရားမှုကနေယုံထွက်ပြီးတော်လှန်ပုန်ကန်နေကြပါဗျ။ မိသားစုပြုခွဲရတာပဲဖြစ်ဖြစ်ဘဝတွေပျက်စီးရတာပဲဖြစ်ဖြစ်အခက်အခဲတွေကိုအင်ပြစ်အားပြင်းနဲ့ရင်ဆိုင်ဖြတ်တန်းနေကြပါတယ်ဒေါ်တင်စာမြကိုတိုင်လဲ CDM လောက်တာကြောင့်အဖက်ဖက်ကနစ်နာမှုတွေပုံကိုရေးဆိုင်ရာထိခိုက်မှုတွေပိုင်းဆိုင်မှုတွေဆုံးရှုံးခဲ့ပေမဲ့လည်းနောင်နာကမြန်မာကိုတီထောင်တဲ့နေရာမှာဆက်လက်ပါဝင်သွားဖို့ဆုံးဖြတ်ထားတယ်လို့ဆိုပါတယ်ကိုယ့်ရဲ့အတွေ့အကြုံတွေရှိပြီးသားပြန်သုံးမယ်နိုင်ငံထိထောင်တဲ့အခါမှာပြန်ပါမယ်လို့သူမရဲ့ဆုံးဖြတ်ချက်ကိုပြောပြပါတယ် ိုင်ငံကိုအာဏာရှင်လက်ကဆွဲထုတ်နိုင်မှုဒေါ်တင်စာများတို့လိုရောက်ရာနေရာကြာရာနေရာမှာမျောလင်းချက်ခိုင်ခိုင်မာမာနဲ့ယုံကံဖြတ်တန်းနေကြပေမဲ့နာကျင်ရတဲ့အရင်းအီးတွေကတော့ရှိနေသေးဖြစ်ပါတယ်။